ကျွန်မရဲ့ healthy lifestyle ပြည်သက်ကြီးကိုပြပြခြင်းတဲ့တင်ရတော့စစ်ကောင်းဆောင်မင်းအောင်လိုင်းကို bin stack ထိတ်တီဆွနေပွဲကိုတက်ရောက်ခွင့်မပေးဘူးအတွက်ထိုင်းအစိုးရနဲ့ bin stack ကောင်းဆောင်တွေကိုအရက်ဖက်အဖွဲ့အစည်း319ဘွဲရနေပြီးတော့အိတ်ဖွင့်ပေးစာပေးဖို့တောင်းဆိုခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမဲ့ bin stack ထိတ်တီဆွနေပွဲကိုမင်းအောင်လိုင်းကိုတက်ရောက်ခွင့်မပေးဘူးအတွက်အရက်ဖက်အဖွဲ့အစည်း319ဘွဲက match လ29ရက်နေ့မှာထိုင်းအစိုးရနဲ့ bin stack ကောင်းဆောင်တွေကိုအိတ်ဖွင့်ပေးစာ ပေးဖို့တောင်းဆိုခဲ့ရပဲဖြစ်ပါတယ်။ ်။ဒီဆင်းရွှေပွဲကိုဧပြီလ3ရက်နေ့ကနေပြီးတော့4ရက်နေ့အထိကျင်းပဖို့အတွက်ပြင်ဆင်ထားပြီးတော့ Binstar ထိပ်သည့်စီဝင်များနဲ့ဒီအခမ်းအနားအားလုံးကနေပြီးတော့ဒီစစ်အုပ်စု ိုယ်စားလှယ်တွေနဲ့သူတို့ရဲ့ခန့်အပ်ထားတဲ့သူများကိုဖယ်ရှားဖို့အတွက်နဲ့တရားမဝင်စစ်အုပ်စုနဲ့သူတို့ကျူးလွန်ခဲ့တဲ့နိုင်ငံတကာရာဇဝတ်မှုတွေကိုစန့်ကျင်ရပ်တည်ပေးဖို့အတွက်လည်းတောင်းဆိုထားပါတယ်။၂021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာအကြမ်းဖက်မြန်မာစစ်တပ်အာဏာသိမ်းမှုအတွက်ကြိုးပမ်းမှုနောက်ပိုင်းမှာအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေအရက်ဘတ်စစ်ဘတ်မခွဲခြားတော့ဘဲနဲ့အစဉ်ချင်းပဲလေကြောင်းတိုက်ခိုက်မှုတွေနဲ့အမြောက်လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေလိမ်ပိုင်းဆိုင်ရာနဲ့ကြားမအခြေပြုအကြမ်းဖက်တိုက်ခိုက်မှုတွေ အကြီးအကျယ်ညှဉ်းပန်းနှိမ်ဆက်မှုတွေကျေးရွာပေါင်းများစွာကိုမီးတိုက်ဖျက်ဆီးမှုတွေနဲ့ပြည်သူပေါင်း2,800ကျော်ကိုဥပဒေမဲ့ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။ စစ်အုပ်စုဟာတနှစ်ထက်တနည်းသူတို့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတိုးမြင့်လှုပ်ဆောင်လာခဲ့ပြီးတော့အရသာပြည်သူထိခိုက်ဒေဆုံးမှုအရေးအတွက်ကလည်းမြင့်တက်လာတဲ့အတွက်ကြောင့်မို့လို့မြန်မာစစ်တပ်ကအပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုချိုးဖောက်နေတယ်။နိုင်ငံတွင်းရွှေ့ပြောင်းဒုက္ခတဲ့စခန်းတွေ၊စေခန်းတွေ၊စာတင်ကျောင်းတွေနဲ့ဘာသာရေးအဆောက်အုံတွေပေါ်တိုက်ခိုက်ခြင်းတွေအပါအဝင်လေကြောင်းတိုက်ခိုက်မှုပါ4,632ကြိမ်အထိပြုလုပ်ခဲ့ကြောင်းလည်းသိရပါဗျ။ ောက်တစ်ခုကအရက်သားပြည်သူများရှိရာနေရာတွေကိုလည်းတားမြစ်ထားတဲ့မီးလောင်ပုံအုံပြုတ်တိုက်ခိုက်ခြင်းတွေပါဝင်နေပြီးတော့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူပေါင်း2603ဦးနဲ့အထက်တည်ဆုံးခဲ့ပြီးတော့4184ဦးကျော်တရားရရှိခဲ့တဲ့အတွက်ဒီအဆိုပါရာဇဝတ်မှုတွေရဲ့ရလဒ်အဖြစ်နဲ့လူပေါင်း3တန်းကျော်ကအခုအခါမှာနေရက်ကိုဆုံးခွာထွက်ပြေးနေကြရတာပဲဖြစ်ပါတယ်။ ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့မှာငလင်အကြီးအကျယ်လှုပ်ခတ်ပြီးတဲ့နောက်မှာတော့အကြံဖက်စစ်အုပ်စုကဒီပေါ့နော်ငလင်တခံရတဲ့ဒေသတွေအပါအဝင်တခြားဒေသတွေကိုလည်းအဲပုံကျဲတိုက်ခိုက်တာတွေလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက်ကြောင့်မို့လို့အတခြားပေါ့နော်နိုင်ငံတကာသတင်းတွေမှာလည်းဒီအကြောင်းကကြည်ကြဲပြင်းပြပါဝင်လာတာပဲဖြစ်ပါတယ် ဒီလိုမျိုးအကြမ်းဖက်လုပ်ရက်တွေလုပ်နေတဲ့မင်းအောင်လှိုင်ကိုငလင်တန်ခံရနေတဲ့အချိန်မှာလေဆောင်တိုက်ခိုက်တာတွေဘာဖြစ်လို့များလုပ်ရက်ရရလဲလို့ထိုင်းလွတ်တော်အမတ်ကနေပြီးတော့မေးခွန်းထုတ်ထားပြီးစစ်ကောင်စီကိုဝိုင်းမရှုံချလို့ရှိရင်အလိုတူအလိုဘာဖြစ်နိုင်တယ်လို့ထောက်ပြထားခဲ့တာပဲဖြစ်ပါတယ်။စစ်ကောင်ဆောင်မင်းအောင်လှိုင်ရောနိုင်ငံတကာသတင်းစာမျက်နှာတွေမှာမင်းသားခေါင်းဆောင်ထားတဲ့ဘလူးဆိုပြီးတော့ဝိုင်းဝန်းရှုံချတာတွေနဲ့ပြည့်နှက်နေခဲ့ပါပြီ။